်မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ဇလင်းစေတုတ္တရာလန်ပိုင်းရှိစစ်တပ်ရဲ့၁၈မိုင်စကံကုန်းကို PDF တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ပြီးစစ်တုံးပန်းလေးဦးဖမ်းဆီးရမိကတနက်9လက်သိမ်းဆက်ရရှိရဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းဇလင်းစေတုတ္တရာလန်ပိုင်းရှိအတန်းဖက်စစ်တပ်ရဲ့၁၈မိုင်ကုန်းစကံကိုတိုက်ခိုက်သိမ်းပိုက်ပြီးစစ်တုံးပန်းလေးဦးဖမ်းဆီးရမိကတနက်9လက်သိမ်းဆက်ရရှိခဲ့ကြောင်းပကုတ်ကူခရိုင်အမှတ်6တိုင်ရင်ကပြောဆိုပါရစေ။ အေဘီလာတရနေ့မှာဇလင်းစေတုတ်တရာလန်ပိုင်းရှိအကြံဖတ်စတက်ရဲ့၁၈မိုင်ကုန်းစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်တုံးပန်းလေးဦးဖန်စီယာမီက MA1 တနက်နှစ်လက် MA3 တနက်နှစ်လက် MA79 တလက်နဲ့ခရယံချိုးတင်းစင်ရမိခဲ့ကြောင်းသိရပါဗျ။ အဆိုပါစကမ်းသိမ့်တပ်ပွဲကိုပခုတ်ကူခရိုင်မှတ်နှစ်တန်ရမှာစစ်ကြောမှုဦးဆောင်ပြီးပခုတ်ကူခရိုင်အမှတ်6ခွန်း၁၄၅၁ခွန်းတညာမြိုင်ပါကပါနဲ့မင်းကူးခရိုင်အမှတ်1တန်ရတို့မှာပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့အင်းတော်မျိုးသိမ့်တပ်ပွဲမှာဖန်စီရရှိတဲ့စစ်တုံးပန်းတမခွန်ခွန်းတမမှုပုံမှုချုပ်အောင်တပ်ဦးနဲ့တပ်သားတွေကိုစစ်ဆေးနေပြီးစစ်ဆေးတွေ့ရှိချက်ပေါ်အခြေခံတရားစီရင်မယ်လို့ NUG ထုတ်ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မျိုးသိမ့်တပ်ပွဲမှာဖန်စီရရှိတဲ့စစ်တုံးပန်းတမခွန်ခွန်းတမမှုပုံမှု ူးကြုံအောင်တပ်ဦးနဲ့တပ်သားတွေကိုစစ်ဆေးနေပြီးထွက်ဆိုချက်နဲ့စစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံတရားစီရင်မှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်ဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းရှင်မြင်းဆောင်2025အစည်းအဝေးမှာဦးနေဖုံးလက်ကထပ်ပါတိုင်ပြောဆိုလိုက်တာပေါ့ AB လ9ရက်နေ့စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုင်ပွဲမှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်လိုင်းကိုစခန်းမှာတမမမှုပုံမှုကြောင့်အောင်တအုံးနဲ့တပ်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့တဲ့အတွက်အင်းတော်မျိုး ကိုအပိသက်သိမ့်ပိုင်နိုင်ခဲ့ကြောင်းအဲ့ဒီနောက်ထွက်ပြေးသွားတဲ့တမခွန်ခွန်တမမှုပုံမှုကျောင်းအောင်တအုပ်နဲ့တပ်ဖွဲ့ဝင်တွေကိုဖမ်းမိပြီးလက်ရှိမှာစစ်စည်းမေးမြန်းမှုတွေလှုပ်ဆောင်နေတာစစ်စည်းတွေ့ရှိချက်တွေပေါ်မူတည်ပြီးတရားစီရင်ဆောင်ရွက်မှာဖြစ်ကြောင်း၎င်းကဆိုပါတယ် အေဘီလာ9ရက်ည9နိုင်ကမ္ဘာအင်တော်မျိုးဂျပန်လိုင်းကူမှာအခြေပြုတက်ဆွဲထားတဲ့ဂျမ်ဖတ်စတက်တမခွန်ခွန်ကဝင်းရံပိတ်ဆို့ထားတဲ့တော်လိုင်းတက်ဖွဲ့ရင်းရဲ့ဖီအားကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ဘဲစကန်းစွန့်လို့ဆုတ်ခွာသွားတာကြောင့်အင်တော်မျိုးကိုအပိသက်သိမ့်ပိုင်ရရှိခဲ့တယ်လို့ဆုတ်ခွာထွက်ပြေးတဲ့တမမှုတွေနဲ့တက်သားတွေကိုလည်းစစ်တုံပန်းတွေဖြစ်ဖန်စီရမိခဲ့ပါတယ်လက်ရှိအချိန်မှာတော့ဖန်စီရမိထားတဲ့စစ်တုံပန်းတွေကိုစစ်တုံပန်းဆိုင်ရာမူဝါဒတွေနဲ့ညှိထိန်ထိန်ထားပြီးစစ်ဆေးမေးမြန်းမှုတွေကိုဆောင်ရွက်လျက်ရှိပါတယ်စစ်တုံပန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေးတွေ့ရှိချက် ချက်တွေပေါ်ခြေခံပြီးတရားစီရင်ဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောဆိုပါရယ်။ NUG ကဖန်ဆီရရှိထားတဲ့တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တန်ဦးကစစ်တပ်ကတော့ပတ်စင်၄၀နှစ်ကျောင်းဆင်းဖြစ်ပြီးတမခွန်ခွန်တမမှုဖြင့်၂၀၂၄ခုနှစ်နိစံပိုင်းမှာစတင်တာဝန်ယူခဲ့တာဖြစ်ကြောင်း၎င်းရဲ့နောက်ကျောင်းရာဇဝင်တွေကိုပြန်လည်လည်လာခြင်း၂၀၂၁ခုနှစ်စစ်အာဏာသိမ်းစခြင်းရန်ကုန်မှာဆန္ဒပြပြည်သူတွေကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရမှာအောင်တန်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တေးစစ်ပြူဟာမှုပုံမှု ုးခြင်းအဖြစ်နဲ့အမိန်ပေးစီခိုင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တင်းစစ်ဗျူဟာမှုဖြစ်မှာကံယူရန်တိုင်းစစ်ဌာနချုပ်ကော့တောင်းတက်နေရေးစစ်ဗျူဟာမှုဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းအဲဒီနောက်တမကွန်ကောတမမှုဖြစ်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပုံမှုကြောင့်အောင်တအုံးမှာဇနီးဒေါ်သက်စုနယ်ဒုံသားချင်းဖြစ်သူပြေရှံဦး တာငင်အန်ဖုံးဦးလို့ရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ ICC ပါဝင်နိုင်ငံတကာတရားရုံးတွေမှာမင်းအောင်လှိုင်နဲ့စစ်ကောင်းဆောင်တွေကိုတရားစွဲဆိုနေမှုတွေပေါ်ဘာကြောင့်လဲမှစိုးရင်စရာမရှိဘူးလို့စော်မေတွန်တုံ့ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ဗစီကြီးချင်းရွာလေးကြောင်းတိုက်ခိုက်မှုမှာတည်ဆုံသွားတဲ့ကလေးငယ်တွေမှာတောင်းချမ်းသူတွေရဲ့စိတ်ပိုင်းတွေဖြစ်ပြီးတိုက်ခိုက်ဖို့ရှောင်လွှဲလို့မရလို့ဆိုပါတယ်။ APB ဆိုင်ရာရာဆွဲတရားရုံး ICC ပါဝင်နိုင်ငံတကာတရားရုံးတွေမှာမင်းအောင်လှိုင်နဲ့စစ်ကောင်းဆောင်များကိုတရားစွဲဆိုနေမှုတွေပေါ်စိုးရင်စရာမရှိကြောင်းအကြံဖက်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိ လို့စောမင်းထွန်းကပြောဆိုပါတယ် AI ဂျာစီယာသတင်းဌာနနဲ့တီးတန့်တွေ့ဆုံမိမြန်ကဲမှာအကြံဖတ်စကောင်စီပြောခွင့်ရပုဂ္ဂိုလ်စောမင်းထွန်းကအဲ့ဒီလိုပြောဆိုလိုက်တာပါ AI ဂျာစီယာသတင်းဌာနကစစ်တပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေပါဝင်ပြည်သူတွေပေါ်တိုက်ခိုက်နေပြီးနိုင်ငံတကာကလူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေပြင်းပြင်းထန်ထန်အဖြစ်ဝေဖန်လျက်ရှိပြီးအင်ဒိုနီးရှားတူရကီဖိလစ်ပိုင်နဲ့ ICC တရားရုံးတို့မှတရားစွဲဖို့ဆောင်ရွက်နေကြောင်းမကြသေးမီကလည်းဖိလစ်ပိုင်သမ္မတဟောင်တူတာတေးကို ICC တရားရုံးကိုပို့ဆောင်ဖမ်းဆီးဖို့တွင်ရှိကြောင်းဒါကြောင့် ောက်စစ်ကောင်းဆောင်နေနေအဲ့ဒီအခြေအနေပေါ်စိုးရိမ်မှုရှိနေသလားလို့မေးခွန်းထုတ်ခဲ့ရမှာစော်မင်းတွန်းကမြေတီအတွင်းမှာစိုးရိမ်စရာမရှိလို့ပြန်လည်ဖြေဆိုခြင်းဖြစ်ပါတယ်။ ဘာမှဆိုရင်ဇာမရှိဘူး။ဘာအကြောင်းနဲ့မှဆိုရင်ဇာမရှိဘူး။ PDF တွေကရွာထဲမှာနေတဲ့အရှက်ဝတ်နဲ့စစ်တပ်ကိုတိုက်ခိုက်တဲ့စစ်တပ်ကပြန်တိုင်ရင်ရဲသားဖြစ်သွားတယ်။ဒါရီက PDF တွေရဲ့တာဝန်သားဖြစ်တဲ့ ICC ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်စစ်တပ်အနေနဲ့ငြိမ်းချမ်းရေးနဲ့ပြည်သူလူထုကာကွယ်ရေးကိုအဓိကအာရုံထားပြီးလုပ်ရမှာဖြစ်တယ်လို့အကြမ်းဖက်ဆောင်မင်းထွန်းကပြောဆိုပါရယ်။၂၀23ခုနှစ်အေပီလ17ရက်နေ့စကိုင်းတိုင်းကမ်ပလူမြို့နယ်အတွင်းရှိပစီကြီးချင်းရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရမှာပြည်သူ168ဦးသေဆုံးခဲ့ပြီးသေဆုံးသူများမှာကလင်းငယ်များပါဝင်သွားကြောင်း အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး AI ဂျာစီယာသတင်းဌာနကစော်မင်းထုံးကိုမြင်မြန်ရာစော်မင်းထုံးကစစ်ပွဲများမှာဘေးထွက်ဆိုးကျိုးရှိကြောင်းတောင်ချမ်းသူတွေကိုထောက်ခံလင်းတိုက်ခိုက်ခံရမှာဖြစ်ပြီးတည်ဆုံသွားတဲ့ကလေးတွေကတောင်ချမ်းသူတွေရဲ့စိတ်ပိုင်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်ပစီကြီးကျေးရွာတိုက်ခိုက်မှုအတွင်းတည်ဆုံသွားတဲ့ကလေးငယ်တွေမှာတောင်ချမ်းသူဖွဲ့စည်းရဲ့စိတ်ပိုင်းဖြစ်ကြောင်းပစီကြီးကျေးရွာလေးချောင်းတိုက်ခိုက်မှုမှာအမှန်တကယ်ဖြစ်ပျက်ခဲ့ကတည်ဆုံသူကလေးငယ်တွေမှာလေးချောင်းတိုက်ခိုက်မှုရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ပြီးစစ်ပွဲမှာဘေးထွက်ဆိုးကျိုးကိုရှောင်လွှဲလို့မရကြောင်းတောင်ချမ်း သူတွေနဲ့မပေါင်းရင်တောင်ကျမ်းသူတွေကိုမထောက်ခံရင်အဆိုပါနေရာများကိုတိုက်ခိုက်ဖို့အကြောင်းမရှိကြောင်းအစံဖတ်စောမင်းထွန်းကပြောဆိုသွားပါတယ်။နောက်ထပ်တပုတ်အနေနဲ့မြန်မာစစ်ကောင်စီအကြီးအကဲနဲ့ဗန်ကောင်းမျိုးမှတွေ့ဆုံမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြင်းကလင်းကိစိအကိုကိုညီနိုင်ဖို့စစ်တပ်နဲ့တော်လိုင်းဖွဲ့ရိကြအဖြစ်ခံရဲစင်းတတန်းတူရီတွန်းအားပေးဖို့ဒီသတင်းပတ်တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာစစ်ကောင်စီအကြီးအကဲနဲ့တွေ့ဆုံမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကပြောပါရယ်ဂျာတာဘရီနီမှာဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်းနဲ့တွေ့ဆုံမှုဟာအခုနှစ်အာဆီယံဖွဲ့အလဲကျဥက္ကဋ္ဌအနေနဲ့လူသားချင်းစာနာမှုကိုအခြေခံမှဖြစ်ပြီးမြန်မာနဲ့အာဆီယံဖွဲ့ကြားတရားဝင်ထိတွေ့ဆက်ဆံမှုတွေဆက်ရှိနေမှာမဟုတ်ဘူးလို့၎င်းကဆိုပါရယ်ကျွန်တော်တို့ရဲ့တောင်းဆိုချက်ကိုအပြုသဘောဆောင်စွာတုံ့ပြန်တဲ့အတွက်ဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်းကိုကျေးဇူးတင်ပါ ါတယ်။ April 18ရက်သူနဲ့တွေ့ဆုံချိန်မှာပြစ်ခတ်ရဲစိုင်းတက်တန်းတို့ကိုကျွန်တော်တွန်းအားပေးသွားပါမယ်လို့တနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။စစ်တပ်ကရွှေကောက်ခံဆိုရကိုဖျောက်ချမှုကြောင့်ပြည်တွင်းစစ်ဆတင်ခဲ့တဲ့2022ခုနှစ် February လနောက်ပိုင်းမြန်မာနိုင်ငံကကစင့်ကလျားအခြေအနေဖြစ်ခဲ့ပါတယ်။မြင်းကလင်းခေစိုင်းလှုပ်ဆောင်နိုင်ဖို့မြန်မာစစ်ကောင်စီနဲ့လက်နက်ကင်ဖွဲ့တွေကတဖက်သက်ပြစ်ခတ်ရဲစိုင်းကြီးညာခဲ့ပြီးမြေသဘောတူညီချက်တွေကိုချိုးဖောက်ခဲ့ရလို့အပြန်အလှန်ဆက်ဆွဲခဲ့ကြပါတယ်။အာဆီယံအဖွဲ့ကမြန်မာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေရပ်တန့်မဲ့ပုံသဘောတူညီ ချန်9ရက်ဖော်ဆောင်စီလိုပြီးအဆိုပါဂတိကဝတ်လိုက်နာဖို့ပြက်ကွက်တဲ့စစ်ဗိုလ်ချုပ်ကြီးတွေကိုဒေသရင်ထိပ်တီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်ပေးပင်ထားပါတယ်။မလေးရှားစစ်တပ်ကတိစောက်တဲ့ယာယီမြေပြင်စင်းရုံ တကူမှာတဆင်မလေးရှားနိုင်ငံကမြေငလင်တန်တင်းမြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီဆက်ပေးမယ်လို့အန်ဝါအီဗရာဟင်ကပြောပါတယ်။မင်းအောင်လိုင်းကဒီလာအစောပိုင်းကဘန်ကောက်မြို့မှာကျင်းပတဲ့ဘင်းစတပ်ထိပ်တီးအစည်းအဝေးကိုတက်ရောက်ခင်ရာအာနာသိမ်းမှုနောက်ပိုင်းနိုင်ငံတကာရေးရှောင်ကျဉ်ခံနေရတဲ့သူအတွက်ရှားပါးပြပါခီးစဉ်တစ်ခုဖြစ်တယ်လို့သတင်း င်းမှာဖော်ပြပါရှိပါရရှင်။